မန္တလေးတိုင်းဒေသကြီးအတွင်းမှာဗဟိုပြုလှုပ်ရှားခဲ့တယ်။နောက်ဆက်တွဲငလင်းများသတင်းကိုမန္တလေးနေစဉ်ရုပ်တံကနေတင်ဆက်လိုက်ပါရရှင်။မန္တလေးငလင်းကြီးလှုပ်ရှားမှုဟာမေလ28ရက်မှာနှစ်လပြည့်ခဲ့ပြီပဲဖြစ်ပါရရှင်။ငလင်းလှုပ်ရှားခဲ့မှုတိုင်းထွာချက်များအရာမေလ28ရက်နေ့ပြည်တွင်းငလင်းလှုပ်ရှားမှုပေါင်း183ကြိမ်ရှိခဲ့ရမှာမန္တလေးတိုင်းဒေသကြီးအတွင်းဗဟိုပြုလှုပ်ရှားခဲ့တဲ့ငလင်းငယ်ပေါင်းအကြိမ်ရေ113ကြိမ်ရှိခဲ့ပါရရှင်။ မလ28ရက်နေ့မွန်တဲ7:55မိနစ်ကမန္တလေးမြို့အနီးဗဟိုပြူပြီးအင်အားရတာစကေ9.3မြေပြင်းထန်ခဲ့တယ်။ငလင်းလှုပ်ရှားခဲ့ပြီးရဲ့နောက်မှာတော့နောက်ဆက်တွဲငလင်းအဖြစ်အင်အား9.5နဲ့ဧပြီလ13ရက်နေ့ကဝမ်တွင်းမြို့အနီးဗဟိုပြူပြီးအများဆုံးလှုပ်ရှားခဲ့ပါတယ်ရှင်။မန္တလေးတိုင်းဒေသကြီးအတွင်ဗဟိုပြူလှုပ်ရှားခဲ့တယ်။နောက်ဆက်တွဲငလင်းငယ်တွေလှုပ်ရှားမှုတွေကိုကြည့်မယ်ဆိုရင်မလအတွင်းမှာ73ကြိမ်ဧပြီလအတွင်းမှာ81ကြိမ်နဲ့ မေလာအတွင်းမှာ19ကြိမ်လှုပ်ရှားခဲ့ကြောင်းမိုးစလာထုတ်ပြန်ချက်များအရာတိရပါတယ်ရှင်။